ဒေသနာခြင်းအခန်းကြီး7နှင့်အငယ်1မှ14ငါနေ၍မပြောနိုင်ဟုဆိုရသောကာလသည်မနီးဆိုသောကာလမရောက်မီယခုအသက်ပြိုစဉ်အခါပင်တင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောင်မေလောနေနှင့်အလင်းလနှင့်ကျယ်တို့သည်꽌၍မိုးရွာပြီးမှအထက်ထက်ရွာတတ်သောကာလမရောက်မီအောင်မေလောထိုကာလ၌အိမ်ဆောင်တို့ သည်တုန်လှုပ်၍ခိုင်ခန့်သောသူတို့သည်အားလျော့ကြလိမ့်မည်။စံချိတ်သောသူတို့သည်နေသောကြောင့်ရက်ကြလိမ့်မည်။ပဒင်းပေါက်ဖြင့်ကြည့်သောသူတို့သည်အလင်းကွယ်ကြလိမ့်မည်။ ကျိတ်တန်ရို့သောအခါလမ်းနာမှာတကားရွက်တို့သည်ဆေလျက်ရှိလိမ့်မည်ငါတံကိုကြားသောအခါစောစောထားလိမ့်မည်။တချင်းတယ်မှအပေါင်းတို့သည်အတန်သေးကြလိမ့်မည်။ထိုကာလ၌မြင့်သောအရာတို့ကို ကြောက်ကြလိမ့်မည်။လမ်း၌ဘေးတွေ့မည်ဟုထင်ကြလိမ့်မည်။ဘာတံပင်ပွင့်လိမ့်မည်။ချိုင်းကောင်သည်မိမိ၌မိမိလေးလိမ့်မည်။ အလိုဆန္ဒရော့လိမ့်မည်အကြောင်းမူကားလူသည်ထာဝရနေရာသို့သွားဆဲရှိ၍ငိုချင်းတဲတို့သည်လမ်းတို့၌လှဲ့လည်ကြ၏ငွေကျိုးပြတ်ခြင်းရွှေဖလားကွဲခြင်းစမ်းရည်တွင်း၌ရေပုံးပေါက်ခြင်းရေကျဲနှာမှဆက်ကျိုးခြင်းအချင်းအရာတို့သည် ဖြစ်ကြလိမ့်မည်ထိုကာလ၌မြေမှုန့်သည် နေရင်းမြေသို့၎င်း ဝိညာဉ်သည်အရင်ပေးတော်မူသောဖရာသခင်ထံသို့လကောင်းပြန်သွားရလိမ့်မည်အနတ္တတသက်အလုံးစုံတို့သည်အနတ္တဖြစ်ကြသည်ဟုဓမ္မဒေသနာဆရာဟော၏ဓမ္မဒေသနာဆရာသည်ပညာရှိသည့်အတိုင်းပရိသတ်တို့အားပညာအတတ်ကိုတွင်တင်လေးရှိ၏လုံလဝရိယပြုလျက်များစွာသောတုတ်တန်စကားတို့ကိုရှာဖွေ၍စီရင်၏ ဓမ္မဒေသနာဆရာသည်နားထောင်ဖွဲ့သောစကားကိုရှာ၍ရေးထားချက်စကားသည်ဖြောက်မှတ်သောစကားတမာစကားဖြစ်၏ပညာရှိသောသူ၏စကားသည်ဒုတ်ချွန်နှင့်၎င်းတပါတိသောတိုးထင်းကြီးအပ်ပေးတော်မူ၍ပရိသတ်အုပ်တို့ရိုက်ထားသောတန်ချွန်နှင့်၎င်းတူ၏ တဖန်တုံငတ်သားထူထူသောစကားအဖြစ် ဆုံးမခြင်းကိုခံလို့စာများကိုစီရင်၍မကုံနိုင် စာကိုကြိုးစား၍ကြည့်ရှုခြင်းအမှုသည်ကိုကိုနှောက်ရက်သောအမှုဖြစ်၏အချုပ်အခြာစကားဟုမူကားဘုရားသခင်ကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့ကိုဆောင်ရှောင်လို့ဤ၍ကလူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ချာသတည်းအကြောင်းမူကားဘုရားသခင်သည် ခတ်သိမ်းသောဝှက်ထားခြင်းမှစ၍အလုံးစုံသောအမှုကောင်းမကောင်းရှိ ရှိသမျှတို့ကိုစစ်ကြော၍တရားသဖြင့်စီရင်တော်မူလက်တတ်သည်အာမင် God bless you